န်ဆရာရတော့ဘောအားလုံးပဲမင်္ဂလာပါ MK Korean Language ကို YouTube Channel လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်အာဒီဗီဒီယိုမှာတော့ကျမတို့ topic 1မေကွန်ဟောင်းနေတဲ့အမှာ83ချိန်မြောက်မေကွန်ဟောင်းလေးရဲ့ဒီ AK reading လေးကိုဖြည့်သွားကြည့်မယ်နော်ဒီမှာဆိုရင်제어 partnership somewhere 한국어는요시험เนาะဒီမှာဆိုရင်ဒီ AK လေးကိုကြည့်မယ်နော် ဒီဒီမှာဆိုရင်နောက်31ကနေ80ထိနော်အပုပ်40ကိုတနအိတွင်ပြီးအောင်ဖြေရမှာပေါ့နော်အဲတော့ကြည့်အောင်31ကနေ33ထိနော်ဆရာမအရင်ဆုံးလောက်မှာကခေါင်းစဉ်တွေရင်ဖတ်နော်ခေါင်းစဉ်တွေကဗာမေးလဲဆိုတာကိုကြည့်မယ်နော်31ကနေ33ထိဆိုရင်သူကမေးခွန်းပုံစံတူတယ်နော်၃ပုတ်ဖြေရမယ်ဒီမှာဆိုရင်သူကပိုကီလေးလေးပြောထားတယ်နော်နမူနာလေးဘယ်လိုမျိုးပုံစံဖြေရမလဲဆိုတာနော်အဲတော့အရင်ဆုံးခေါင်းစဉ်ဖတ်ကြအောင် 무엇에 대한 내용입니까? 보기와 같이 알맞은 것을 고르십시오. 너, 반에 빠다대 아자오야 내용서 아자오야 그 보기와 같이 나무나네 두두 알맞은 것을 반간에 애야고 고르십시오. 유제발로 별 그럼 아까 알리자지 보기마서에 누구로 별하래? 오늘은 월요일입니다. 내일은 화요일입니다. ။ owner ဒီနေ့ကတော့ will you တင်းလာနေ။ nail မနှက်ပြန်ကတော့ why you ill ဖြစ်ပါတယ်လို့ပြောတယ်။အင်္ဂါနေ့ဖြစ်ပါတယ်ပြောတော့။အဲ့တော့ဒီ will you နဲ့ why you ဆိုတာကကျွန်တော်နေ့တွေကိုပြောတယ်။အဲ့တော့သူတို့နှစ်ခုကိုပေါင်းလိုက်ရင်သူကနေ့တွေဆိုတော့ဆရာမရွေးကြည့်အောင်တနစ်သုံးလေးမှာသူတို့နဲ့တက်ဆိုင်တဲ့ဟာလေးတွေပါမလားလို့เนาะတက်ကနားရကြာပြဆွဲနှစ်က hue ill night ရ၃က hue ill နေအာလေးရ ချမ်းဆိုနေရာလို့ပြောတယ်။အဲ့တော့အဖြစ်မှငါသူရွေးထားအတွက်ဒါနံပါတ်3ဆိုပြီးတော့ရွေးထားတယ် you il เนาะအဲ့တော့ပြောမယ်ဆိုရင်ဘူဂီမာပြားဟာသူတို့သူတို့စာကြောင်းနှစ်ကြောင်းမှာတူညီတဲ့ဟာလေးကိုဟိုရွေးပြီးတော့အဖြစ်မှအဲတူညီတဲ့ဟာလေးကိုတော့ပုံအဖြစ်ရွေးချဲ့ပြီးတော့အဖြစ်မှရွေးရတဲ့ပုံစံမျိုးလေးပေါ့เนาะအဲ့တော့37လေးဆက်ကြည့်အောင်စာကွားကမှာရှိစမီတာဘာနာနာတို့မှာရှိစမီတာ စကွာပန်းတိကအရသာရှိတယ်အဒီဟိုမပြောတိကလည်းအရသာရှိတယ်ဆိုအရသာရှိတာတဲ့နှစ်ခုတူနေရဆိုတော့စကွာဆိုရလဲပဲတတိမျိုးတွေမှာပါတယ်ဘာနာနာကလည်းတတိတွေမှာပါတော့တတိကိုကျမဘယ်လိုပြောလဲ gua e လို့ပြောရလေเนาะအဲ့တော့အဲ့ဒီ gua e လို့ပါလားကြည့်ကြအောင်နံပါတ်1မှာဆိုနာရှိရာတိဥတုနံပါတ်2 gua e တတိ3ကကြီကော့အလုတ်ကိုင်းနံပါတ်4နာဤအသက်အဲ့တော့ဘာလေးဖြစ်မလဲအပြေမှန်ကဟုတ်တယ်နံပါတ်2เนาะ gua e လို့ဖြစ်မယ် ရမယ်နော်နောက်ထပ်32လေးသွားရအောင်32မှာဆိုရင်ကားခဲကကားခဲအဲကာမီနီတာနော်ဆေးဆိုင်ကိုသွားတယ်မိုးကြားတဲ့ဆာမီနီတာမိုးကြားအိုးထုတ်ကိုဝယ်တယ်နော်ဈေးဆိုင်ကိုသွားပြီးအိုးထုတ်ဝယ်တယ်ဆိုတော့အာနေနဲ့ဆက်ဆက်လေးကြည့်ကြအောင်နံပါတ်1ဆိုရင် shopping shopping ဆိုတာက shopping ထွက်ခြင်းနံပါတ်2ဂုံဘူးစားလိလာခြင်းနံပါတ်3ရော item နံပါတ်4အုံးချအစားအစာ အဲ့တော့ဒီလေးဥတွေမှာဒီအပေါ်အစားတောင်းနှစ်ချောင်းနဲ့သဆိုင်တာလေးကမဖြစ်မလဲဆိုင်သွားပြီးတော့အိုးထုတ်ဝယ်တယ်ဆိုတော့อืมဟာတယ်နံပါတ်1เนาะ shopping ဖြစ်မှာဗောနော် shopping ထွက်တာဈေးသွားအောင်ဈေးဝယ်တာဗောနော်အပြင်နောက်ထပ်33လေးသွားကြည့်အောင် and tiro တဲ့နန်းဆိုပြီး option မိတာခုနလပိုင်းမှာအတန်းကမရှိဘူး how cute အန်ကမိတာအကြောင်းမသွားဘူး เนาะအဲ့တော့ဘာပြောချင်လဲအောက်ကဆက်ကြည့်မယ်နံပါတ်1ကေကျော်ရာတီဥတုနံပါတ်2ဘန်ခတ်ဆိုတာကကြောင်းအားလည်းရဲ့ပိတ်ရက်ကိုပြောတယ်နံပါတ်3ယောဟင်းဆိုတာကခရီးကိုပြောတယ်နံပါတ်4ဝီချီဆိုတာတီနီယာကိုပြောတယ်အဲ့တော့ဒီခုနလပိုင်းမှာအတန်းနေရာမရှိဘူးကြောင်းလည်းမသွားရဘူးဆိုတော့ဘာဖြစ်မလဲကြောင်းပိတ်ရက်ဖြစ်မှာပေါ့နော်အဲ့တော့နံပါတ်1ဘန်ခတ်ဖြစ်မယ်เนาะအဲ့တော့သူနဲ့သက်ဆိုင်နေเนาะ သူနဲ့တက်ဆိုင်တဲ့ဟာကိုအဖြေကိုယူရတဲ့ပုံစံမျိုးเนาะအမနော်အဲ့တော့33ဒီ31 32 33ကမင်းဦးပုံစံတူတူပဲเนาะနောက်34လေးကြည့်အောင်34ကလည်းဆိုရင်ဒီမှာဆိုရင်ကွင်းခါတာတွေ့လား34ကနေ39 ठी ဆိုပြီးတော့မင်းဦးလေးတွေဖြေရမယ်ပုံစံတူလေးပေါ့เนาะအဲ့တော့ကြည့်အောင်ပိုကီဝါကချစ် 빈칸에알들어갈말로가장알맞은것을고르십시오.나무나네아뚜두빈칸꽐라테마윈도아메자가네뭐?เนาะ자가고아만간송주의체바.?เนาะ빈칸마디만간나고태야마뭐?เนาะ아까아피레고리아뜨고꽐라테마피야네.에러우범마리인장비가옵니다.모여바데.빈칸을씁니다.꽐라고똥마네이러고모여바똥마네. ချီးတော့မှာပေါ့နော်အဲ့တော့သူကပြောထားတယ်ဆမ်ဘွန်အဖြစ်မှာကနံပါတ်3နော်နံပါတ်1ကအန်ကျောင်းကမြန်မာနှစ်ကရမ်းမိုက်ချီအိတ်နံပါတ်4ကជីကပ်ပတ်စံအိတ်ကိုပြောတယ်နော်ဒီဒီမှာကျတော့သူ ਨੇ လိုက်ဖတ်တဲ့ပလတ်ထဲမှာအာလိုက်ဖတ်တဲ့အဖြေကိုထည့်ရမှာနောက်ထပ်34ယုံခွားတဲ့ပင်ကန်ချုံမဲချမီအစ်စမီဒါယုံခွားတဲ့ 욕심고 꼴랍시대 정말 되게고 재미있습니다. 너 새우 다 호강래 뼈 호강래 루별 아침래 봅니다 지래 잡니다 에이 보냅니다 공송내 마십니다 따게 아침래 욕심소로 지마보너 에러 피망아 아마 야메너 영화를 봅니다 나 동상 알리지 한국 가수를 좋아합니다. 코리아 소더고 모자레 매일 내랑 한국 코리아 빈칸을 를 듣습니다. 나타마레 코리아 소더 오자 내랑 코리아 방 나타마레 피뜻 뭐노? 에라 뜻라지 아오. 아 편지야 사. 아마 네 노래 뜻이 전화 폰폰 표지 뭐노? 시계 나이 이런 말피 မှတ်နှင်း node ဖြစ်မယ်။ဒါမယ်နော်။အဲ့တော့နောက်တစ်ခု36 36မှာဆိုရင်36မှာဆိုရင်ချောနင်း sponsor name အမည်ဒါကျမကတော့ sponsor name ဆရာမဖြစ်ပါတယ်။ hack you အဆောင်အကြောင်းမှာ hack sent the တောင်းသားတွေကိုပွက်လက်လုပ်တဲ့ဘာဖြစ်မလဲ။ဆရာမဆိုတော့စာသင်ပေးပါဗောနော်အဲ့တော့စာသင်ပေးမယ်ဆိုတော့သုံးစကလုံးလေးပါလာကြအောင် နံပါတ်1စမီတာစာဖတ်ပါတယ်နံပါတ်2စမီတာဝတ်ပါတယ်3ခါရစမီတာတင်ကြပါတယ်4မူတော့ပုံမီတာဒီမေးမြန်းပါတယ်လို့ပြောတယ်အဲ့တော့ဘာဖြစ်မလဲနံပါတ်3ပေါ့ခါရစမီတာတင်ကြပေးတယ်လို့ဖြစ်မယ်နော်နောက်တစ်ခုနံပါတ်39 Chanin Yojom အခုတလောကွက်လက်ရှီကန်ရောပစမီတာအချိန်ကလည်းမရှိဘူးအဲ့တော့ဘာဖြစ်မလဲ Jack စမီတာနံပါတ်1မှာဆိုရင် အဲသေးတယ်ပေါ့နော်ဘာပွညိတာအလုံများတယ်သုံးကမူကော့စမီတာလေးတယ်လေးရကြတော့ဂျူယုံဟာမြည်တာတိတ်စိတ်တယ်အဲ့တော့သူကအခုတလောနော်ကျမကတော့အခုတလောကိုလက်ဖြစ်တဲ့အချိန်ကလည်းမရှိဘူးဆိုတော့ဘာဖြစ်မှလဲဘာပွညိတာပေါ့နော်နံပါတ်1အလုံများတယ်ဖြစ်မယ်အဲ့တော့39ရဲ့ဖြစ်မှကနံပါတ်1ရမနော်အဲ့တော့နောက်ထပ်38လေးတော့ကြည့်အောင် အလုပ်ရှိမှာဆိုရင်ကျွန်는ကမင်းစုရှိတဲ့မော်ဒယ်နေတာကမင်းစုကိုမသိပါဘူး네일နော်ဘင်ကမန်နမ်နေတာတွေ့ပါမယ်ဆိုတော့ဘာဖြစ်မှာလဲကြည့်အောင်နော်နံပါတ်1ကချုံပထမဆုံးနံပါတ်2ပူထုံပုံမှန်အဖြစ်နံပါတ်3제일ဆုံးနံပါတ်4ဟန်ဆန်ဆိုတာကအမြဲတမ်းကိုပြောတယ်အဲ့တော့သူကမင်းစုကိုမသိဘူးမနှက်ဖြန်တွေ့မယ်ဆိုတော့ဘာဖြစ်မှာလဲ ထမဆုံးတွေးဆုံပါဗောနော်အဲ့တော့နံပါတ်1ဖြစ်မယ်38ရဲ့အဖြစ်မှာကနံပါတ်1ချွန်မန်နမ်니다အ39ချွန်နဘူဖန်နီအော့ပစ်니다ဘောဘယ်မရှိဘူးယွန်ဖီဘင်ကာအစ်စ်니다ယွန်ဖီကခဲတန်ရှိတယ်ဘောဘန်တော့မရှိဘူးခဲတန်ရှိတယ်ဒါပေမဲ့ဒီနေရာမှာဘာဖြစ်မလဲနောက်ကြောင်နံပါတ်1ဥ်ကိုမန်ကပဲ3 5 2 level 4ကြတော့ဖြစ်ဆိုပြီးတော့တော့ ဲ့တော့ဘာဖြစ်မလဲဘောပံတော့မရှိဘူးဘောပံကမရှိဘူးကွက်လက်ကရှိတယ်အာကွက်လက်ကောင်ရှိတယ်ဖြစ်တယ်ဒီခဲတံကွက်လက်ရှိတယ်ဆိုတော့ဘာဖြစ်မှာလဲอืมနံပါတ်2ဖြစ်မှာเนาะ man เนาะ young pilman is mira ဘောပံတော့မရှိဘူးခဲတံပဲရှိတယ်လို့ပြောတယ်เนาะ man เนาะအော်ဟုတ်ပြီနော်အဲ့တော့39 ठी 30 34ရာနေ39 ठी နော်သူ ਨੇ လိုက်ဖတ်တယ်ကွက်လက်မှာလိုက်ဖတ်တယ်အဖြေကိုဖြေရမှာ ဘယ်ဆက်မလို့နောက်ထပ်40လေးသွားမယ်နော်40မှာဆိုရင်လေသူကအပုပ်ကြီးလေးက40အနေ40မိနစ်ဆိုပြီးတော့၃ပုပ်ဖြေရမယ့်ပုံစံလေးနော်အဲ့တော့ခေါင်းစဉ်လေးဖတ်ကြအောင်ထောင်းမဲ့1ကိုမတ်ချီယန်နင်ကိုဆယ်ကိုဒရှစ်ရှိူအောက်ပါတို့ကိုဖတ်ပြီးတော့မတ်ချီယန်နင်ကိုဒါလေးကိုတတိပြုမယ်နော်မတ်ချီယန်နင်ကိုဆိုတာမတ်တာဆိုတာမှန်ကန်တဲ့ဂျီယန်ထာဆိုတော့မမှန်ကန်တာမမှန်ကန်တဲ့ဟာကိုရွေးချယ်ရမယ့်ပုံစံနော်အဲ့တော့အောက်က40လေးကိုကြည့်ရအောင် ဆိုတော့မမှန်ကန်တာကိုရွေးချယ်တာဖြစ်တဲ့အတွက်ကြောင့်အပေါ်ကနေဒီလိုမျိုးဘူးပြထားတဲ့ဟာကိုအရင်မကြည့်ပဲအောက်က1နဲ့3လေးနဲ့တချောင်းချင်းစီအဖြေတိုက်သွားပြီးတော့မှားတာကိုရွေးရမှာနော်မှန်တာကိုရွေးရမှာမဟုတ်ဘူးနော်အဲ့တော့နံပါတ်1ကိုကြည့်ဦးယူအမီတာနွားနုဖြစ်ပါတယ်ဟုတ်လားဒီမှာဆိုလဲဦးယူမှန်တယ်မှန်နေတော့ရွေးလို့မရသေးဘူးနော်မှန်မှန်တာကိုအဖြေမှန်အဖြေရွေးရမှာနော်နောက်နံပါတ်2ချွန်တော်နေမီတာ1တထောင်ဖြစ်ပါတယ်အဲသူ့ရဲ့ဈေးကလည်း1တထောင်မှန်နေတယ်ရွေးလို့မရဘူးနံပါတ်3 Tarki mas mas ah Tarki mashimida เนาะ strawberry အရသာဖြစ်တယ်ဟုတ်တယ်เนาะသူရဲ့ဘူးကလည်းပဲ Tarki uyu strawberry no ဆိုတော့เนาะအဲ့ဒါလည်းမှန်နေသေးတယ်ရွေးလို့မရဘူးအောက်တဲ့နံပါတ်၄ဖာတော့ကာကြီးဖာမီတာရှစ်လပိုင်းအထိရောင်းပါမယ်လို့ပြောတယ်အဲ့တော့အပေါ်ကဒိတ်ကိုကြည့် Eton e ship in yon no 2022 khu ne 6 dol e ship bill e ship bill ka ji 8လပိုင်း20ရက်နေ့ထိတို့သူကရောင်းနေပြောတယ်ဒါပေမဲ့ဆရာမတို့နံပါတ်5မှာက8လပိုင်းထိဆိုတော့မှားသွားပြီပေါ့နော်အဲ့တော့မှားတာမမှန်ကန်တာကိုရွေးချယ်မှာဆိုတော့အဖြေမှန်40ရက်အဖြေမှန်နံပါတ်5ကိုရွေးရအောင်နော်မှန်ကန်တာကိုသွားရွေးမှားနိုင်မယ်နော်ဘာလို့လဲဆိုရင်မှန်ကန်တာကအဒီ၄ခုထဲမှာနော်မှန်ကန်တာ၃ခုဖြစ်နေရင်မှားတာတစ်ခုလဲဆိုတော့အဲ့ဒီမှားတာကိုပဲရွေးမှရအောင်နော်အထက် 51လဲအတိုင်းပဲเนาะမကျန်နင်းကောပဲယူခိုင်းနေကျအောက်ကဟာနေပြီးတော့အဆက်တိုင်းပဲเนาะတက်ကဘန်းကြီးမန်စမီတာအခန်းနေရာများပါတယ်တဲ့ဟုတ်လားဘန်းအစ်စမီတာအခန်းရှိပါတယ်ဆိုတော့တခန်းနဲ့ပဲရှိရမယ်เนาะအဲ့တော့ဒါလေးကဖြစ်နိုင်နေအမှားတာဖြစ်နိုင်နေပေါ့เนาะခဏလေးထားအောင်နောက်တစ်ခုနံပါတ်1ဘူဝကီခွမီတာဘူအော့ဆိုတာကမီးဖို့ချောင်းကခွမီတာကြီးတယ်ဆိုတော့ဒီမှာကြည့်မယ်ဘန်းဟာနာခွန်ဘူအော့เนาะ အာဗလဲဒီအာအာဗလဲမိဖို့ချောင်းအကြည်ပေါ့နော်မိဖို့ချောင်းအကြည်ဆိုမှန်နေတယ်နောက်တစ်ခုဟွာကျန်းချီဒီစမီတာတန့်စင်ကန်းရှိတယ်ဆိုတော့ဒီမှာလဲကဲကထန်းဟွာကျန်းချီရှိတယ်မှန်နေတယ်ယူလို့မရသေးဘူးနောက်နံပါတ်၄ဟာကျွေးဆိုခါကပ်စမီတာကျောင်းကနေလဲပဲနီးတယ်ဆိုတော့အဲဒီမှာကြည့်ဟန်ကူတဲ့ဟာကျွေးအပ်ဆိုတော့အရှိနာလေးတင်မယ်နော်အဲ့တော့ကြောင့်မို့လို့သူကလဲမှန်နေသေးတယ်အဲ့တော့ မှားတာကိုရွှေ့ရမယ်ဆိုတော့ဆရာမတို့နံပါတ်1ကိုရွှေ့ရမယ်။ဘန်းရှိတာတော့ဟုတ်တယ်ဒါပေမဲ့သူကတက်အိမ်မင်းရှိတာဒါပေမဲ့ဒီမှာနံပါတ်1မှာအများကြီးတော့မန်းစမီတာဆိုပြီးတော့ပြောထားလို့နော်အဲ့တော့မှန်မှန်ကန်တဲ့နံပါတ်1ကိုရွှေ့ရမယ်အဖြေမှန်ကအဲ့တော့40ရဲ့အဖြေမှန်ကနံပါတ်1ရမယ်နော်အဲ့တော့နောက်ထပ်42ကြည့်အောင်42ကလည်းအမအားနော်ဆူမီเนาะတမန်ကဆူမီဆိုတဲ့ကောင်မလေးကျေကျူကုန်းဟန်ရှိတယ်เนาะ ဆူမီကနေပြီးတော့ဒီမှာမင်းဟီဆူမီဆိုပြီးအတဆင်ချင်းပြောရတဲ့ပုံစံမျိုးအဲနံပါတ်၁ကနေဆက်တိုက်ကြည့်အောင်ဆူမီရှင်နဲ့ဂုံဟန်ရဲ့ဝါစမီတာဒီလေးစိတ်ကိုလာပါတယ်နော်ဒီမှာသူလဲဂျေဂျူဂုံဟန်ဆိုတဲ့ဂျေဂျူလေးစိတ်မှာရှိနေတယ်ဒါနည်းနည်းလေးတူတူတယ်ပေါ့နော်အဲတော့ခဏလေးနံပါတ်၂ကြည့်အောင်ဆူမီရှင်နဲ့ဂျေဂျူတို့ရဲ့စမီတာဂျေဂျူတို့မှာရှိတယ်ဟုတ်တယ်နော်ဂျေဂျူတို့သွားတာဆိုတော့ချွန်နင်းဂျီဂမ်ဂျေဂျူတို့ရဲ့ယူနဲ့ 저기 날씨가 정말 좋아요. 너 no? 다음 별에. 나 no? 넘었 지금 제주도는 날씨가 좋습니다. 너 날씨가 좋습니다. 니디 우루와 가운데로 별에. 홀라. 너아래 호데 너 날씨가 정말 좋아요. 많이 되래. 들래 많네. 너 제주 공항 양 날래 많네. 늘래 만에 동래 만에. 넘말리 민희 씨는 수미 씨와 같이 있습니다. 홀라. အမကြီးနော်မင်းတို့ကဝါချိုဒုက္ခကိုရှိဖို့ရောကျွန်တော်လည်းသွားခြင်းနဲ့နဲဦးတီထောင်းမဲ့ခါချိဝါရောငါတို့အတူတူလာကြတာပေါ့နောက်မှာနော်အဲ့တော့သူတို့နှစ်ယောက်ကစူမီယမင်းဟီကိုပြောပြနေတဲ့ပုံစံမျိုးဆိုတော့နော်အော်ဒီအာပြောပြနေတဲ့ပုံစံမျိုးဆိုတော့တူတူရှိနေတာတော့မဟုတ်လေနော်အဲ့တော့ကြောင့်မို့လို့နံပါတ်400တူတူရှိနေတယ်လို့ပြောတယ်ဒါပေမဲ့တကယ်တကယ်တော့အတူတူမရှိဘူးဆိုတဲ့အထိပ်ပဲအဲ့တော့မဟုတ်ဘူးပေါ့နော် မဟုတ်ဘူးမမှန်ကန်တဲ့ဟာကိုဆရာမရွေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့တနှစ်သုံးကတော့ကောက်မလေးကဂုံးဟမှာရှိတာမှန်တယ်ဂျေဂျူလိုမှာရှိရလဲမှန်တယ်နားချီကောင်းတယ်ဆိုတာလည်းသူသိတာမှန်တယ်เนาะအဲဒါကြောင့်မလို့သုံးခုမရွေးပဲနဲ့နံပါတ်၄မတူတာနံပါတ်၄မှာကသူကသူတို့နှစ်ယောက်အတူတူရှိနေရပြောထားတယ်တကယ်တော့ဒီစာပိုင်းမှာကျင်ဒါမှသူတို့ညစာပို့နေတဲ့ပုံစံမျိုးလေးအတူတူမရောမရှိဘူးကာမလေးကမေဟီကိုပြောပြနေတဲ့ပုံစံမျိုးလေးပြောတာเนาะအဲ့တော့ နံပါတ်၄ကလွဲနေရဲဆိုတော့လွဲနေတယ်နံပါတ်၄ကိုအပြင်မှဖြည့်ရှူရမှာနော်အဲ့လိုပုံစံမျိုးလေးနော်အဲ့တော့40နဲ့41 42ကမမှန်ကန်တဲ့ဟာကိုရွေးချယ်မှာနော်မမှန်ကန်တဲ့အာနံပါတ်ကိုအပြင်မှဖြည့်ရွေးချယ်မှာနော်ဟုတ်ပြီအဲ့ဆိုရင်43လေးသွားကြအောင် 43ကနေ43မှလည်းကြည့်43ကနေ45အထိဆိုပြီးတော့၃ပုတ်ဖြေရတဲ့ပုံစံမျိုးလေးပြောထားတယ်မိကုပုံစံတူတာပေါ့နော်အဲ့တော့ downward echo neyongi katun go sir code ship ရှိကိုအောက်ဘာတို့ကိုဖတ်ပြီးတော့เนาะအကြောင်းအရာတူညီတာကိုရွေးချယ်ခိုင်းတာเนาะအဲ့တော့43မှာကြည့်အောင်ဒီစာပိုက် box ထဲဟာလေးစာကြောင်းနှစ်ကြောင်းနဲ့အောက်က၄ကြောင်းနဲ့အတကြောင်းကြောင်းတူညီတဲ့ဟာကိုရွေးချယ်ရမှာအဲ့တော့ကြည့်အောင် 저는 요리를 잘 못합니다. 흰강황 마차다구거나 그래서 알아자 음식을 보통 사 먹습니다. 디 사다 리고봄 앞에 또왜사래 오늘 저녁은 디니년 가러 집 근처 식당에서 디 에니나우 사다 사이마 불고기를 먹을 겁니다. 메다 개고 사마로 별래서ถ้าวิโดช่วงวิบวับไม่สวยตัวให้ ပြီးတော့ဒီနေ့ညနေမှာလည်းအင်ဒီနာမှာရှိတဲ့ဒီဆက်တောက်ဆိုင်မှာဘူရူကိုကီကိုဝယ်စားမယ်။နော်အဲ့တော့နံပါတ်၁ကျောင်းချွန်နင်းယိုလီတချာကျူဟမ်နီတာမကြခနာဟင်းချက်တယ်ဟုတ်လား။အညေဩနံပါတ်၂ချစ်ကွန်ချိုရှစ်တန်ရော့ဖ်စမီတာအင်ဒီနာမှာဆက်တောက်ဆိုင်မရှိဘူးတဲ့ဟုတ်လား။အညေဩနော်ရှိတယ်နော်။ 나덕후저는오늘불고기를먹을겁니다.디네불고기고싸마서로피나이네네요.다음넘버4저는오늘집에서저녁을먹습니다.디네အိမ်မှာညနေစာကိုစားမယ်လို့ပြောတယ်ဟုတ်လားအညီရောနော်သူကဟိမချတ်တက်လို့တော့မှနေတိုင်းဝယ်စားနေရတာဒီနေ့ညနေမှာဘူကူကီကိုချစ်တမ်းမှာစားမယ်ဆိုတော့မာတယ်အဲ့တော့နံပါတ်43ရဲ့အဖြစ်မှာဖြစ်မယ်နံပါတ်3ပေါ့နော်နံပါတ်3လေးဖြစ်မယ် ใช่ไหมเนาะตูนีเราช่วยเช็คให้นะเนาะสาบานเนี่ยตูนีเราช่วยเช็คให้เนี่ยปุ๊บจ้ะนักเรียนสิบสี่เรียนสิบสี่มาเลยจ้ะสาบานพัฒน์จีเมนเนาะเอ่อโอเจชิงกูกับฮังกูเกวัตส์มีดามันนี่ก็ตั้งใจจะกูเรียวลาเคเดอุนล์อุดิจิเบนุลล์อุลกอมนีดา 디네이랑 아로잉우 엘레라마 저는 집을 깨끗하게 청소했습니다. 저너가로 앵고 너 떠나 신신 단신이 로케레버너 지영 저는 친구 집에 갈 겁니다. 등해지잉우도 안마네 허라 아니에요 너 등해지한 라마고잉 나는만네 저는 오늘 친구를 만납니다. 디네 등해지잉우도 안마네 해나니너 바로 소너 등해지잉가 꾸리아우 라네 디네 디네마 두가 저너로 잉우 라메 เนาะအဲ့တော့နောက်တစ်ခုနံပါတ်3ချင်းကူကောင်ဝန်တို့ဟန်ကူကဝါစမီဒါဒီနေ့ကိုရီးယားကိုရောက်လာတာလေဟုတ်လားအာညီရောเนาะဦးနှဲနဲ့အော်ဂျဲနာเนาะအော်ဂျဲမနီယာရောက်တာအဲ့တော့မားတယ်နောက်နံပါတ်4ချင်းကူဟာကိုဂျီဘယ်ထုံးဆူဟိုင်းကွန်မြူနီတာတငယ်ချင်းနဲ့အင်တန်ရှင်အတူတူလုပ်มาတယ်ဟုတ်လားအာညီရောเนาะတငယ်ချင်းကဒီနေ့အင်ကိုလာလဲမှာမလို့သူကအင်ကိုတန်ရှင်းလုပ်ခဲ့တာเนาะတငယ်ချင်းနဲ့တူတူမလုပ်ဘူးเนาะအဲ့တော့44ရဲ့အပြင်မှန်ကနံပါတ်2ဖြစ်တယ်เนาะ ရမယ်เนาะအဲ့တော့နောက်ထပ်45လေးကြောင်း45မှာဆိုရင်စာမိုင်းလေးဖတ်ကြည့်မယ်เนาะမြောင်းတုံးငယ်ဆို약속이있었습니다မြောင်းတုံးမှာ약속ဆိုတာအချင်းစုထားတာဗောနော်ဒီချင်းထားတာက있었습니다ရှိခဲ့တယ်ကျွန်는집에서일찍나왔지만အိမ်ကနေအစောကြီးထွက်ခဲ့ပြင်မယ်차가많아서ကားတွေကများလို့ဂီဒီမှာချော့습니다လမ်းနေပိတ်တယ်그래서약속장소에늦게도착했습니다 အဲ့ဒါကြောင့်ချိန်ထားတဲ့နေရာကိုတော့နောက်ကြမှာရောက်ခဲ့ရတယ်เนาะညောင်တုံးမှာချိန်ထားတယ်ဒါပေမဲ့အင်ကနေထွက်လာတာဆောပေမဲ့ကားတွေများလို့လမ်းတွေပိတ်တယ်အဲ့ဒါကြောင့်နောက်ကြမှာရောက်သွားတယ်เนาะအနံပါတ်1ချောင်းနေညောင်တုံးရဲ့မုတ်ကစမီတာညောင်တုံးကိုမသွားနိုင်ခဲ့ဘူးဟုတ်လားအားနည်းရောเนาะသွားတော့သွားတယ်နောက်ကြတယ်နောက်နံပါတ်2ဂီတဲ့ခြားကမန်ချီယာနာစမီတာလမ်းမှာကားတွေမများဘူးလေဟုတ်လားအားနည်းရောเนาะခြားကမှာနာဆောင်လို့ပြောထားတယ်မာတယ် နောက်နံပါတ်3ချွန်နဲ့ရခုရှိကနဲ့နေချောစမီတာချိန်ထားတဲ့အချိန်မှာနောက်ကျခဲ့တယ်ဟုတ်တယ်လေနော်ဒီမှာနောက်ဆုံးမှပြောထားရခုရှိကန်ချန်းဆိုရဲ့နေကဲတို့ချက်ခဲ့စမီတာနောက်ကျမှရောက်သွားတာလည်းပဲတူတူပဲလေနော်ချိန်ထားတဲ့အချိန်ထက်နောက်ကျမှရောက်တယ်အဲ့ဒါတော့ဖြစ်နိုင်တယ်နောက်နံပါတ်4ချွန်နဲ့ဂျီဘက်ဆိုနေကဲချူဘာစမီတာအင်္ဂါနေပြနောက်ကျမှထွက်ခဲ့တယ်လေဟုတ်လားအာနီရောနော်အစစောလေးထွက်ခဲ့ပြီမယ်လေကားတွေပြေလို့သူနောက်ကျမှရှောက်သွားတယ်နော်နံပါတ်၄ကလည်းမှားတယ်ဆိုတော့ကျွန်တော်45ရဲ့ပြင်မှာပါပြင်မလဲ နံပါတ်3เนาะနံပါတ်3လေးဖြစ်မယ်ရမယ်เนาะကျမ46လေးဆက်ပါမယ်เนาะ86လေးလည်းကြည့်အောင်86မှာဆိုလဲသူက46ကနေ48ဆိုပြီးတော့သုံးပုတ်ဖြေရတဲ့ပုံစံမျိုးလေးခေါင်းစဉ်ရင်ဖတ်ကြည့်မယ်เนาะခေါင်းစဉ်လေးတွေဖတ်เนาะ how much it go အပါတို့ကိုဖတ်ပြီးတော့ချွန်ရှင်နေယုံကိုကိုရရှိပ်စီကိုချွန်ရှင်နေယုံဆိုတော့ဒါလေးကိုဒါလေးက main point လေးပေါ့နော်ချွန်ရှင်နေယုံအတိကအကြောင်းအရာကိုရွေးချယ်ပါ ဲ့တော့ဖတ်ပြီးတော့ဒီအောက်ကစာပိုက်ကိုဖတ်ပြီးတော့အဲ့ဒီစာပိုက်တစ်ခုလုံးကိုခြုံငုံပြီးတော့အဲ့ဒီစာပိုက်တစ်ခုလုံးကဘာကိုဆိုလိုလဲဆိုတာကိုသိအောင်လုပ်ပြီးမှအောက်ကအဖြေနဲ့အဖြေတဲကအဖြေလေးခုတဲကတစ်ခုနဲ့စင်တူတာကိုရွေးချယ်ရမှာเนาะအဲ့တော့ကြည့်အောင်အဲရှေ့မှာတော့ကเนาะအရှိကတော့ကတော့ကတော့ तू ကနေယုံกว่ากาทင်းကော့

ပမုံလုတ်တဲ့နီလန်ကိုတင်ယူခြင်းတယ်လို့ပြောတယ်။အဲ့တော့ပြောပြန်ပြောမယ်ဆိုရင်သူ့ညမလေးကပမုံလုတ်တတ်တယ်။အဲ့တော့သူ့လုတ်သူ့ညမလေးလုတ်တဲ့ပမုံကအရင်ရတာလည်းရှိတယ်။ပြီးတော့သူလည်းပဲအဲ့လိုမျိုးတင်ယူခြင်းတယ်။အဲ့တော့ကြည့်အောင်နံပါတ်1ချောင်းပန်းကြည့်ပဲဆိုအီတာကို ships မိတာ။ပမုံဆိုင်မှာအလုပ်လုပ်ခြင်းတယ်ဟုတ်လား။အာညီရောနော်လုတ်လုတ်ခြင်းတယ်လို့သူမပြောထားအောင်နော်တင်ယူခြင်းတာပဲပြောတာ။နောက်နံပါတ်2ချောင်းမရှင်းတဲ့ပန်းကလေးစာကို ships မိတာ။အရသာရှိတဲ့ပမုံကို ဝဲချင်တယ်လို့ပြောတယ်။ဒါမှလည်းပဲစာပိုင်းမှာဝဲချင်တာတွေမပြောထားအောင်เนาะ။အဲ့ဒါလေယူလို့မရဘူး။အောက်ထပ်ခုနံပါတ်3ချောင်းတုံးစင်းငယ်ကပန်းငယ်ချူကိုရှစ်စင်းနေတာ။မြန်မာလေးစီကိုပါမုတ်ပေးချင်တယ်လို့ပြောတာเนาะ။ဒါပေမဲ့ပေးစရာမလိုဘူးเนาะ။ပါမုတ်ကမြန်မာလေးရဲ့လောက်တက်နေရဆိုတော့အဲ့တော့အာညေရောနံပါတ်3လဲ။နံပါတ်4ချောင်းနမရှိနေပန်းငယ်ဘန်ဒယ်ကိုရှစ်စင်းနေတာ။ရတာရှိတဲ့ပါမုတ်တွေကိုပြုတ်လုပ်ချင်တယ်လို့ပြောတယ်။အဲ့တော့နည်းနည်းလေး 수용호 주로쓰는비와이디너앞으로래서인나아서소마지저도빵만드는방법을배우고싶습니다빵모뚜렁게니가니고띵유진에서로두빵모고루떼친다네두두배에러니세야신두레디사장리고주의라로야에러리세차우의피망가나마리야메너어비리세콘지야너리세콘마네저는바다에서수영하는것을좋아합니다 ပင်လယ်မှာရေကူးရတာကိုကြိုက်တယ်ယော်ဒန်မင်းနဲ့နွေရတီမှာဆူယောင်းဝဲထတော့ဒီရေကူးဖို့ဘာသာရေးခြားကျုကမြည်တာပတ်ဒီတန်းချီကိုမကြခဏသွားတယ်ပေါ့နော်ပတ်လီယော်ဒန်မီအိုမျောချုခစ်စမီတာမြန်မြန်လေးနွေရတီရောက်လာပြီရောက်လာရင်ကောင်းမှာပဲလို့ပြောတယ်အဲ့တော့ तू ကဘာသာမှာရေကူးရတာကြိုက်တယ်ဘာသာကိုရေကူးဖို့မကြခဏသွားတယ်ပြီးတော့ယော်မြန်မြန်ဂျော်ဒန်ရောက်ချင်တယ်ပေါ့နော်ဂျော်ဒန်မှာဆိုရင် ရေကူးကိုပင်လယ်ကိုမကြာခဏသွားတယ်အဲ့ဒါကြောင့်မုတ်လျှော်လေးမြင်မြင်ရောက်ချင်တယ်နော်နံပါတ်1ချောင်းဂျော်ဒန်မယ်ချိတ်ဝါဟမ်နီဒါဂျော်ဒန်ကိုအကြိုက်ဆုံးမှာသဘောကြဆုံးမှာအဲ့လိုမျိုးပြောထားလားမပြောထားအောင်လေနော်သူကဒီရေကူးတာနဲ့ပတ်သက်တာပဲပြောတာအဲ့နံပါတ်1ယူလို့မရဘူးနှစ်မှာဆိုရင်ချောင်းဆူယောင်းဝဲချာဒါမျိုးချစ်ခစ်စနီဒါဒီရေကူးကျွမ်းကျင်ကောင်းမှာပဲလို့ပြောတယ်ဒါမှလည်း तू ကရေကူးကျွမ်းကျင်တာကိုပြောချင်တာမဟုတ်ဘူးเนาะ तू ကငါကိုယ်တည်းကရေကူးတက်တယ်เนาะ တော့နံပါတ်2ကလည်းမဟုတ်ဘူးနံပါတ်3ဂျော်ဒန်ယော်ဒန်ဘာသာရဲ့ကာဘိုကိုရှစ်စမီတာဒီနွေရာသီပင်လယ်ကမ်းခြေကိုသွားကြည့်ခြင်းတယ်လို့ပြောတယ်။အာညေရောနော်။အဲ့လည်းမသက်ဆိုင်နော်။နောက်နံပါတ်4ချောင်းနဲ့ပတ်လီဘာသာရဲ့ဆိုဆူယောဟာကိုရှစ်စမီတာနော်။ဒီဘာသာမှာပင်အာဘာသာမှာဒီမြ мян ဘာသာမှာရေကူးခြင်းတယ်လို့ပြောတယ်။နော်။အဲ့တော့ဒါလေးကဖြစ်နိုင်တယ်။အဲ့လိုလဲဆိုရင် နော်နောက်ဆုံးမှာပတ်လီယော်ဒမီကိုမြို့ချုပ်ခဲ့စင်မိတာယော်ဒန်ရောက်မှသူတို့ကရေကူးလို့အဆင်ပြေတာဆိုတော့လေနော်အဲတော့သူနဲ့ဆက်ဟိုဘောနီးဆက်တဲ့စင်တူတဲ့ဒီအစားချောင်းလေးကိုရွေးလိုက်တယ်နော်အဲတော့အဖြစ်မှာက48ရဲ့အဖြစ်မှာကနံပါတ်4နော်အဲ့မယ်နော်အတော့နောက်ထပ်48ဥတန်းငယ်နော်ဥတန်းငယ်ကိုရှင်းအောင်မှန်စင်မိတာ ဥတန်းဆိုတာကအဝိပီတို့အဝိပီတို့ထဲမှာအဝိတရားအများများတယ်ကဲဆိုအဲ့ဒါကြောင့်ဥတန်းငယ်ဆိုဥဆွေချက်ကီကဟင်းတင်မြည်တာဒီအဝိပီတို့ထဲမှာအဝိတရားရှားတာပြမန်းနေနေဒန်မနှက်ပြန်ကတော့ဥတန်းကိုဂျုံနီဟိုက်ကွန်မြည်တာဂျုံနီဟာတာဆိုတာကအစီအစဉ်ချပြန်ထားတာဆိုတော့ဒီမှာအင်ဂျီတရားရှုပ်ွားနေဆိုပြန်ပြီးတော့ပြန်ခောက်ပြီးပြန်ပြီးအစီရီထားမယ်ဆိုတဲ့တဘောကိုပြောတာနော်အဲ့တော့နံပါတ်1ကြအောင်ချော်နင်ဥတန်းကြီးတော့ဖီလျိုဟာမြည်တာ ပို့ပြီးတော့ဝစ်ပြီးတော့လိုအပ်တယ်တဲ့ဟုတ်လားအန်နီယောเนาะအဲ့လိုမျိုးမပြောတာဘူးနောက်နံပါတ်နှစ်ချောင်းနဲ့အိုဆယ်မာနီချာဂျာကွန်မြူနီတာအဝတ်တွေများကြီးရှာမယ်သူကပင်မန်းနေလို့တော့ဒီမှာပြောနေတာဆိုမဖြစ်နိုင်ဘူးလေเนาะနောက်မှလည်းအတန်နံပါတ်3ချောင်းနဲ့အိုဆယ်ဂျုံနီဟာလျောကိုဟမ်နီတာအဝတ်တွေကိုပြန်ပြီးတော့အာခောက်ဖို့เนาะစီဖို့လုပ်တယ်ဒါတော့နည်းနည်းဖြစ်နိုင်တယ်เนาะဒီမှာနောက်ဆုံးအကြောင်းမှပြောထားတယ် နောက်နံပါတ်၄ချော်နင်းနေဦးဆယ်ဆာရောက်ဟမ်နီဒါမနက်ဖြန်အင်ဂျီဝဲကိုလှုပ်တယ်ဟုတ်လားအညင်ရောနော်စာပိုက်မှာမနက်ဖြန်အင်အဝိဗီဒိုကိုရှင်းမှုလှုပ်တယ်လို့ပြောတာရှင်းမှာနော်အဲ့တော့နံပါတ်၄ရလည်းမဖြစ်နိုင်ဘူးနံပါတ်၃ကနေဆက်တယ်နော်ချော်နင်းဦးဆယ်ထုံမီဟာရောက်ဟမ်နီဒါအဝိတေကိုခောက်ဖို့နော်ဒီအရှင်းဖို့လှုပ်တယ်ဆိုတော့၃ကသူနဲ့ဆက်ဆက်တယ်နော်စင်တူတယ်အဲ့တော့၄၈ရဲ့အပြင်ပိုင်းကနံပါတ်၃ကိုရွေးလို့ရတယ် เนาะဒါကကြတော့46 49 48ကကြတော့ junction name အဓိကဆိုလို့ရင်စာပိုက်ရဲ့အဓိကဆိုလို့ရင်ကိုနားလည်အောင်လုပ်ပြီးမှအောက်က1 2 3 4တဲ့ဟာသူ ਨੇ ဆက်ဆက်တဲ့စင်တူတဲ့စာချောင်းကိုရွေးချယ်ရမယ်ပုံစံเนาะ